ဲအားလုံးပဲမသားပါကျွန်တော်တို့ဂျိုရှူအာဘန်ရဲ့ပွဲစဉ်ရလောပြီးသွားပြီပေါ့နော်အဲ့မှာဆိုရင်ကျွန်တော်ဆောက်ဝမ်းကြိုက်ရဲ့ထိုးဝက်လေးရှိတယ်ဒါပေမဲ့အခုနာကျွန်တော် live လွင့်ပြတယ်နော်ကိုရိုမာတို့လွင့်ရလဲကျွန်တော်လွင့်ပြတယ်ကျွန်တော်ရဲ့ TikTok channel ကတော့ထုံးစံတိုင်းပဲ live လွင့်လို့မရတော့ပါဘူးဒါပေမဲ့ကျွန်တော်ကျွန်တော်နည်းနည်းလေးအားရတယ်ဗျာ live လွင့်လို့မရတယ်ကျွန်တော် channel ပြက်သွားလဲကျွန်တော် view site တော့ဗာပြလဲဆိုတော့ကျွန်တော်ဆောက်ဝမ်းအားပေးတဲ့ကျောဗန်လေးကတော့ကျွန်တော်နိုင်ပါပြီပေါ့နော်အဲ့မှာပွဲမှာဆိုရင် သူ့ရဲ့ဗန်ရဲ့ထိုးတဲ့ white led တီးတီးဆောက်ရမ်းလိုက်တယ်ပြီးဟိုဘော်ကြီးရဲ့ဆောက်ဝဲမြင်တယ်ဆိုပေမဲ့လည်းကျွန်တော်နောက်ဆုံး minute မှာပဲဗန်ကနိုင်သွားတယ်ပေါ့နော်အဲ့နောက်ဆုံး minute legend minute မှာပဲကျွန်တော်အမောက်တိတ်သွားတာဒိုင်ပွဲရဲ့နဲ့ပေါ့နော်ဒိုင်ပွဲရဲ့နဲ့နိုင်သွားလာကြီးကဆောက်ရမ်းကိုအားရပေါ့ကောကျွန်တော် UFC မှာဆိုရင်မြင်မှာဆိုတော့ပါလိမ့်တယ်ကျွန်တော်ပြသွားခဲ့ပြီပေါ့နော်အဲ့တော့ကျွန်တော်ဗန်ညာ white led တီးရေပြီးရင် Joshua Ban ထိုးလိုက်တဲ့ဟာအကွက်တွေဆောက်ရမ်းလိုက်တယ်ကွာကျွန်တော်တကွက်မှလည်းမမားဘူးနော်ကျွန်တော်ဟိုကဝင်လာတဲ့အချိန်မှာဆိုရင်သူက ဘယ်တော့မှလည်းနောက်မဆိုချီတလမ်းပဲစုပ်တယ်ပြီးရင်ဝိုင်လည်းတီးလိုက်ရင်ခေါင်းငုတ်ပြီးတော့ရှောင်သွားတာကြီးကိုယ်ကြီးစောင်းမိုက်တယ်ပြီးရင်ဟိုကောင်ကြီးကအဲ့ဘယ်လိုပြောလဲကမ္ဘာချန်ပီယံကွာ UFC မှာချန်ပီယံတစ်နေရာမှာရရတဲ့ကောင်ရဲ့တောင်တက်ထိုးရတာဗျာအရှင်းစစ်မှာရှင်း30ပဲလဲအဆင့်ဘယ်လောက်လဲအဆင့်အောက်ဆုံးမှာကွာ အဲ့တော့ဆောင်းလမ်းမှာလည်းကျွန်တော်ပြည့်ရဲ့ထိုးချက်တွေ wallet တီးတကယ်ကောင်းတယ်အဲ့တော့အကိုတို့အမတို့ပြန်ကြည့်ကြည့်နေဆိုရင်လည်းကျွန်တော်နည်းနည်းပါးပါး highlight ပဲအခုဗီဒီယိုမှာပြန်တင်ပေးလို့ရမယ်ဒါပေမဲ့အရင်ကြီးတော့တင်ပေးလို့မရပါဘူးနော်အဲ့တော့ကျွန်တော်ခုန live မှာကြည့်တဲ့အကိုအမတွေကျွန်တော်တောင်းမချင်တာတခုကတော့ကျွန်တော် live ရက်လိုက်တာမဟုတ်ပါဘူး live ရသူ့ဘက်သူ automation သူ့ရဲ့ facebook ဟောသူ့ရဲ့ youtube channel ရဲ့ youtube ဟာကိုယ်တိုင်ပါကျွန်တော်ရဲ့ live ကိုဖျက်ချပါရဲ့ပါမလားအဲ့တော့ကြည့်သူမြိုက်တင်ပါလဲအဲ့တော့ကျွန်တော်အရင်နဲ့ဝန်တာနဲ့ကျွန်တော်ဘာပဲဖြစ်ပါကျွန်တော် Joshua Ban ကျွန်တော် ကိုကြီးနိုင်သွားပါပြီအဲ့တော့ကျွန်တော်တို့ပြောမှာပေါ့နော်ဒီနေ့ကတော့လုံးဝအပျော်ဆုံးနေ့လို့ပြောတယ်ကျွန်တော်ကိုအောင်လာနိုင်ခဲ့တဲ့ခြေတော့လေကျွန်တော်တို့ပျော်ကြရလို့ကျွန်တော်ဂျိုရှူယာဘန်ကိုကြီးနိုင်သွားတဲ့ချိန်မှာလည်းကျွန်တော်အရင်ပြောပါတယ်ကျောကြီးကြီးလေးမြိုက်တင်ပါလေကျောမြန်မာဆိုတော့ပါလို့ဆိုတာကပါတီးတော့ပြပေးလိုက်တာပေါ့နော်အဲ့တော့ဒီနေ့ဗီဒီယိုလည်းဒီလောက်လေးပါပဲအဲ့တော့အကိုတို့အမတို့ဘလို့နေလဲကျောကောမန့်မှာယူရပြီလားပါအဲ့လိုပဲတက်တာပါကျွန်တော်တော့ YouTube channel ကတော့ကျွန်တော်လောကရဲပါပဲကျွန်တော်အကိုတို့အမတို့အားပေးမှုကြောင့်ပေါ့နော်အဲ့လေကြီးကြီးမြိုက်တင်